ကဲတော့သမီးတို့ရေလုပ်ငန်းလေးကိုဒီချိန်နဲ့တူဆက်ပြီးတော့လေ့လာကြည့်အောင်เนาะလုပ်ငန်းလေးမှာနေ့အချိန်ကောင်းကင်ပုံနဲ့ညအချိန်ကောင်းကင်ပုံနှစ်ခုကိုဆွဲပြီးရောတဲ့အမြည်တက်ပေးပါတဲ့အဲ့တော့တောက်သမီးတို့ကနေ့အချိန်ကောင်းကင်မှာတွေ့ရတဲ့ပုံကိုရေးဆွဲမယ်เนาะ အင်းဟုတ်တယ်ပြီးရင်ညအချိန်ကောင်းကင်မှာတွေ့ရတဲ့ပုံရေးဆွဲမယ်ရေးဆွဲပြီးသွားပြီရှင်ဒီချယ်တို့ကအဲ့ရအောင်မှာနေ့အချိန်အဲအမြည်လေးတက်မယ်ညအချိန်ပုံရအောင်မှာညအချိန်ဆိုပြီးတော့အမြည်လေးတက်မယ်နော်ဟုတ်ပြီတာဟုသမီးတို့ရေအဲ့တော့နေ့အချိန်ကောင်းကင်မှာတွေ့ရဟာကိုဒီချယ်ကရှေ့မှာလဲပြောပြသွားပြီတာဟုသမီးတို့ကလည်းသိပြီကိုယ်တိုင်းဆွဲပြီးမယ်နော်အဲဘယ်လိုဆွဲပြီးမလဲဆိုရင်စာရွက်ကိုအလဲကိုတချမ်းချမ်းလိုက် တစမ်းချက်ပြီးတော့ဒီဘက်တစ်ဖက်မှာနေ့အချိန်မှုဆွဲဒီဘက်တစ်ဖက်မှာညအချိန်မှုဆွဲတောက်မီလိုကြိုက်တယ်လို့ဆွဲလို့ရပါတယ်เนาะဒါတော့တောက်မီလိုကိုယ်တိုင်ဆွဲရမှာဖြစ်တယ်เนาะကဲအဲ့ဆိုရင်နေ့အချိန်မှာကောင်းကင်မှာဘာမြင်ရလဲတောက်မီသိပြီเนาะအဲမြင်ရတဲ့ဟာလေးကိုဆွဲပြီးမယ်ကဲဒါပေမဲ့နေ့အချိန်မှာဆွဲတဲ့အခါမှာတောက်မီလိုကြံခဲ့လို့မရတဲ့ဟာရှိရယ်เนาะနေလုံးကြီးတော့မကြံခဲ့စင်းနေเนาะအင်းဟုတ်တယ်ကဲညအချိန် ဆွဲတဲ့အခါမှာတောက်တမီတို့ကြီးအင်းညချိန်ဆွဲတဲ့အခါမှာလေတောက်တမီတို့ဖူလာမင်းရဲ့ပုံလေးနော်ဝိုင်းဆက်နေတဲ့ဖူလာမင်းတို့မကြံခဲ့နေနော်တခြားလေးဆွဲမယ်နော်ကဲဟုတ်ပါပြီဒါတော့တောက်တမီတို့ကိုယ်တိုင်ဆွဲရမယ့်အရာလေးဖြစ်တယ်နော်တောက်တမီတို့ကိုယ်တိုင်ဆွဲကြည့်ပါကဲဒါဆိုရင်ဒီချက်နဲ့တူတူ နောက်သင်္ကန်းစာလေးကိုဆက်ပြီးတော့လေ့လာကြမယ်နော်ကဲတောက်မြူရေ ဒီ channel တူဖတ်ရှုကြည့်ရန်စာနှစ်ပုံများကိုဆက်ပြီးရောဤလာကြမယ်နော်။ကဲဖတ်ရှုကြည့်ရန်စာနှစ်ပုံမှာတောက်ပြီးပုံလေးနှစ်ပုံပေးကြရဲကြည့်လိုက်ပါဦး။အဲဟုတ်တယ်အဆုံရင်ဒီမှာနေလုံးကိုမြင်ရတယ်။အာလူကြီးနှစ်ယောက်စပားလှဲ့နေတယ်။ဒါဆိုရင်ဘာအချိန်ဖြစ်မလဲ။အာဟုတ်တယ်နေ့အချိန်။ကဲနောက်တစ်ပုံကတော့ဟုတ်တယ်ဘရင်ပေါက်လေးကနေဝိုင်းဆက်နေတဲ့ဖူလာမင်းကိုမြင်ရတယ်။ ဟောခလေးလေးကအိတ်နေတယ်ဒါဆိုရင်ဘယ်အချိန်ဖြစ်မလဲအမ်ဟုတ်တယ်ညအချိန်ကဲတောက်သမီးဝင်တကယ်ရှိမှလည်းပြောပါရယ်နော်နေ့အချိန်မှဆိုရင်လှုပ်လှုပ်တဲ့လူကအလုပ်တွေသွားကြမယ်နော်ကျောင်းသွားတဲ့လူကကျောင်းမှာသွားကြမယ်အလုပ်တွေလုပ်ကြမယ်ဘာဖြစ်လို့နေ့အချိန်မှအလုပ်တာလဲဆိုရင်နော်อืมနေမီးကဒီချေတို့အလေးအောင်ပေးရတဲ့နေ့အချိန်မှာဩအလုတ်သွားတဲ့သူကအလုတ်သွားမယ်ចောင်းသွားတဲ့သူကចောင်းသွားမယ် ဟောအလုပ်လုပ်တဲ့အခါမှာလေဒီချဲတို့ကအလင်းရောင်တွေရရှိရတဲ့အတွက်အရာရာကိုမြင်နိုင်တဲ့အတွက်အလုပ်လုပ်တာလည်းမြန်ဆန်ပဲ။ဟောညအချိန်အလုပ်လုပ်ကြည့်ပါမှောင်မဲနေတာဘာမှမမြင်ရဘူးလေ။နော်အဲ့တော့ညအချိန်မှာကြာဘာလို့မလဲ။ဩတနေ့ဒါပင်ပန်းလာတဲ့အခါမှာညအချိန်ရောက်တော့ဘာလို့မလဲ။ကောင်းစွာအိပ်ဆက်နားယူကြမှာပေါ့။ဟုတ်ပြီနော်။ဟမ်ဟုတ်တယ်။အဲ့တော့နေ့အချိန်မှာအလုပ်လုပ်မယ်ကြောင်းသွားမယ်။ဟုတ်တယ်။ညအချိန်ရောက်တော့ဘာလို့မလဲ။ ကောင်းစွာအိပ်ဆက်အနာယူမယ်နော်။ကဲလူရီယာတဲ့နေ့အချိန်မှာတဲ့အများသောအားဖြင့်ဘာလို့ကြလဲအလုံးလုံးကြတယ်။ဘာကြောင့်လုံးလဲဆိုရင်ဒီချေတို့နေရဲ့အမင်းရောင်ကိုရရှိတယ်ပြီးရင်နေရနေဘာကိုရရှိသေးတယ်အပူကိုရရှိရတဲ့အတွက်ဒီချေတို့နော်ဟာနေပူ အဲနေအပူရရှိတဲ့အတွက်ချုပ်ဘာလို့မလဲဟာငါချောက်ဒီအင်းငါချောက်ဒီဘာလို့မလဲအင်းငါးတွေခွဲပြောငါချောက်လမ်းပဲဟောအဝိဒီရှော့ချက်ကြီးရရှော်ပြီးတော့နေပူလိုက်ရင်မချက်ဝါဘူးလားအင်းချက်ဝါတာပေါ့အလင်းရောင်ရရှိရတဲ့အချက်တို့အရာရောင်မြင်နိုင်တဲ့အတွက်အလုံးလုံးပါလေညာဆန်နဲ့လက်ကူရဲ့အင်းဟုတ်တယ်အဲ့ကြောင့်မို့လူတွေကနေ့အချိန်မှာမြောင်းတော့အဖြစ်ဘာလို့လဲအလုံးလုံးကြတယ်อืมဟုတ်တယ်နေကအပူနဲ့ဘာယူပေးလဲ အလင်းကိုလူတွေအသုံးပြုနိုင်တယ်ညအချိန်မှာကြတော့အော်ဒီရှယ်တို့တနေ့တာเนาะအလုပ်လေးလုပ်အကြောင်းလေးသွားအော်ပြီးရင်ကားစီးပြီးပြန်လာမောပန်းတနေ့တာမောပန်းတဲ့အခါညအချိန်မှာဘာလုပ်လဲအိတ်ဆက်နားယူတယ်ကဲဟုတ်ပါပြီကဲတောင်းမီဒါဆိုရင်နေ့အချိန်ကောင်းခင်မှာအပြာနုရောင်ဖြစ်ပြီးတော့နေကိုဘာလုပ်လဲမြင်ရတယ်နေ့အချိန်ကောင်းခင်အရာဘာရောင်လဲ အဲအပြာနှုတ်ရောင်ဖြစ်တယ်ပြီးဘာကိုမြင်ရသေးလဲနေကိုမြင်ရသေးတယ်တခါတလေမိုးရွာရင်ဘာမြင်ရလဲနေနဲ့တက်တက်ကိုဘမမြင်ရလဲကောင်းကင်မှာမြင်ရတယ်နော်တခါတလေနေ့အချိန်မှာဘာကိုလဲမြင်ရသေးလဲလောက်ရဲကောင်းကင်မှာမြင်ရသေးတယ်ကဲညအချိန်ကောင်းကင်အရာဘာရောင်လဲနှက်ပြာရောင်ဖြစ်တယ်ဟုတ်တယ်ပြီးရင်ကောင်းကင်မှာညအချိန်ဘာကိုမြင်ရသေးလဲ အဲလနဲ့ကျဲဦးလေမြင်ရသေးတယ်။ဒါဆိုရင်နေရလနဲ့ကျဲတွေကိုမိုးရွာနေရင်တော့ကောင်းကင် မှာမြင်ရလားမမြင်ရဘူးเนาะဘယ်အချိန်လဲမိုးရွာနေတဲ့အချိန်ဘာလို့မမြင်ရဘူးလဲနေလနဲ့ကျဲတွေကိုမိုးရွာတဲ့အချိန်ကြရင်တော့မမြင်ရဘူးဆိုတော့တောက်သမီးကိုတိထားရမယ်เนาะအဲဟုတ်ပြီဒါဆိုရင်တိမ်နဲ့အချိုးငှက်တွေကို နေရောညာရောနှစ်မျိုးလုံးမှာတွေ့ရတယ်เนาะကဲဟုတ်ပါပြီဒါဆိုရင်တောက်မျိုးတိထားမှာကနေဘက်ကောင်းငယ်အရာကအပြာနှူးအောင်ဖြစ်တယ်ညာဘက်ကောင်းငယ်အရာကနှက်ပဲအောင်ဖြစ်တယ်ဟင်ဟုတ်ပြီမိုးရွာနေတဲ့အချိန်မှာနေလားနဲ့ကျဲသူမြင်ရလားကောင်းငယ်မှာမမြင်ရဘူးဒါပေမဲ့မိုးရွာပြီးရင်တော့ကောင်းငယ်မှာဘာမှမြင်ရလဲအဲဟုတ်တယ်နေဘက်ဆိုရင်တတ်တန်လေးကိုမြင်ရတယ်ဟုတ်ပြီနေနေနေနှစ်ချိန်လုံးမှာကောင်းငယ်မှာမြင်ရတာရပါရဲ့ အဲဟုတ်တယ်တိန်ရဲမိုးဆက်ရဲလာရဲအဲတချို့ငှက်ကလေးကိုမမြင်ရဘူးလားမြင်ရတယ်တောက်သူမျိုးကြီးညာဘက်ဆိုရင်ညာဘက်မှာအစာရှာထွက်တဲ့ငှက်ကလေးတွေရှိရဲ့နော်ညာဘက်ထွက်တဲ့ငှက်ကလေးရှိတယ်တောက်သူမျိုးတိတာဘာငှက်လေးတွေတိတာအဲညာဘက်ဆိုရင်အစာရှာထွက်တဲ့ငှက်ကလေးတွေအဲဇီးကွက်မျိုးလုံးပြူးပြူးနဲ့ဇီးကွက်ရဲလင်းတို့ရဲနောက်တစ်ကောင်ရှိသေးတယ် तू อ่ะလေဖင်လေးမှာမိတ်တုံမိတ်တုံလေးနဲ့မီးရောင်လေးအမ်ဟုတ်တယ်ဘိုးဆုံးကျူးเนาะဒီအကောင်လေးကညာဘက်ဆိုရင်တောင်းစမျိုးတွေ့ရတဲ့အကောင်လေးဖြစ်တယ်เนาะအမ်ဟုတ်တယ်ကဲညာဘက်ထွက်တဲ့တိရစ္ဆာန်လေးကဘာကောင်လေးကြီးလဲဟုတ်တယ်ဇီးကွက်လင်းတို့အမ်ဘိုးဆုံးကျူးလေးဖြစ်တယ်เนาะဒါကြီးကတောင်းစမျိုးတိထားရမယ့်ဟာကြီးဖြစ်တယ်เนาะ ကဲအောက်ဆိုရင်ဒီချက်ကအနှစ်ချုပ်လေးကိုတောက်ဝမျိုးကိုဆက်ပြီးတော့ပြောပြပေးမယ်နော်ကဲတောက်ဝမျိုးရေအနှစ်ချုပ်ကိုပြောရမယ်ဆိုရင်ကောင်းကင်တွင်နေ့အချိန်ညအချိန်တွေ့နိုင်တဲ့တဘာဝအရာတွေကဘာကြီးလဲဆိုတော့နေလာကျဲတိန်ငှက်တတ်တန်လိပ်ပြာပူဆုံးကျူမိုးဆက်တွေပဲဖြစ်တယ်တောက်ဝမျိုးမှတ်ထားမယ်နော်ဒါဆိုရင်ကောင်းကင်မှာ နေတက်တန့်ငှက်လိပ်ပြာတွေကိုတွေ့ရတဲ့အချိန်ကနေ့အချိန်မှာတွေ့မြင်နိုင်တယ်နော်အဲဟုတ်တယ်နေ့အချိန်မှာတွေ့မြင်နိုင်တဲ့အရာတွေကနေတက်တန့်ငှက်လိပ်ပြာတွေကိုဘယ်မှာတွေ့ရလဲကောင်းကင်မှာတွေ့ရတာဘယ်အချိန်မှာတွေ့ရလဲနေ့အချိန်မှာတွေ့ရတယ်တော့လူမှတ်ထားမယ်နော်ဒါလေးသိပြီဆိုရင်ဒီသင်ခန်းစာရဲ့လေ့ကျင့်ခန်းတွေကိုတောက်သမီးတို့ လွယ်လွယ်ကူကူလုပ်နိုင်မှာဖြစ်တယ်နော်။ကဲနောက်တစ်ခုကျဲတချို့ငှက်နဲ့ပိုးဆုံးကျူးတွေကိုတော့ဘယ်အချိန်မှာတွေ့ရလဲဆိုရင်ညအချိန်တွေမှာတွေ့ရတယ်။ဟုတ်ပြီဒါဆိုရင်ညအချိန်မှာဘာလေးတွေ့ရလဲပြန်ပြောကြည့်ပါဦး။ကျဲတချို့ငှက်နဲ့ပိုးဆုံးကျူးလေးတွေကိုဘယ်မှာတွေ့ရလဲညအချိန်မှာတွေ့ရတယ်။ကဲဟုတ်ပြီဒါပေမဲ့တောက်သူမျိုးကြီးအဲခုနကတော့ဒီချိန်ညအချိန်မှာတွေ့ရတယ် အဲအစာရှာထွက်တဲ့ငှက်ကလေးကိုပြောပြရယ်နော်ဒါကညအချိန်မှာသူတို့အစာရှာထက်တာဟမ်ဟုတ်တယ်ဘာကောင်လေးကြီးလဲအမ်လင်းတို့ရဲ့ဇီးကွက်ရယ်ဒါလေးကြီးလည်းတိထားရမယ်နော်ကဲဒါဆိုရင်တိမ်မိုးဆက်လာရီကိုတော့နီးနေညနှစ်ချိန်လုံးမှာတွေ့ရတယ်တောက်သူကြီးပြန်ပြောကြည့်မယ်နီးနေညနှစ်ချိန်လုံးမှာတွေ့ရတဲ့အရာလေးကဘာလေးလဲတိမ်မိုးဆက်နဲ့လာရီပဲဖြစ်တယ် ဒါကဘယ်မှာမြင်ရလဲကောင်းကင်မှာမြင်ရတာဘလို့မြင်ရလဲတဘာဝအတိုင်းမြင်ရတဲ့အရာတွေပဲဖြစ်တယ်เนาะလူကပြုလုပ်ထားတာမဟုတ်ဘူးတဘာဝအတိုင်းတွေးရှိရတဲ့အရာတွေပဲဖြစ်တယ်เนาะအင်းဟုတ်ပြီဒါဆိုရင်တောက်သမီးတို့ရေဒီတင်ငန်းစာမှာနေ့ရက်အချိန်မှာကောင်းကင်မှာတဘာဝအတိုင်းတွေးရတဲ့ဟာတွေတောက်သမီးတို့သိပြီเนาะညအချိန်မှာလည်းကောင်းကင်မှာတဘာအတိုင်းတွေးရတဲ့အရာတွေကိုတောက်သမီးတို့သိပါပြီเนาะကဲနောက်ထပ် နေနေညနှစ်ချိန်စလုံးကောင်းခင်မှာတဘာဝအတိုင်းတွေးရှိရတဲ့ဟာတွေကိုလေတာဝန်မျိုးတိကြပြီနော်ကဲဒါဆိုရင်ဒီချေကအခုတဘာဝအတိုင်းတွေးရှိရသည့်များတင်ကန်းစာကိုဒီမှာတင်ရက်ပါမယ်နော်ဒီချေနဲ့တူတူနောက်တင်ကန်းစာမှာဆက်ပြီးတော့အေးလာကြမယ်နော်